ညာဒေသရဲ့ရွာကြီးတရော်တွေအလွန်သဘောကောင်းတဲ့ဆရာတော်ကြီးတစ်ပါးရှိပါတယ်။ ထိုရွာသည်မြို့လဲမမီရွာလဲမကြသောစီကားတဲ့ရွာကြီးတစ်ရွာတော်ဖြစ်ပါတယ်။ရွာထိပ်တွင်ဆရာတော်ကြီးတရင်သုံးတဲ့တောရဖုန်ကြီးကျောင်းတစ်ကျောင်းရှိပါတယ်။ကျောင်းဝင်းကြီးသည်အကျယ်ကြီးဖြစ်ကဒီပင်စားပင်အစုံလင်ရှိပြီးအရိပ်ရတဲ့အပင်ကြီးများကလည်းနေရောင်မထိုးအောင်မိုးပေးထားတာကြောင့်အညာဒေသရဲ့အိုအစ်စ်ပဲဖြစ်နေတော့တယ်။ဆရာတော်ကျောင်းသည်လူတစ်ဖက်စာမကကြီးမားတဲ့ကျောင်းနိုင်ကြီးများဖြင့်ခြေတန်းရှိဆောက်လုပ်ထားတဲ့ကျောင်းကြီးတစ်ကျောင်းဖြစ်ကကျောင်းအောက်တွင်တော့တမန်တလင်းခင်းထားပါတယ်။အကာမရှိပြီ

ထိုเจ้าအောက်တွင်တရွာလုံးကဘုံကြီးเจ้าလာလူထားသောတက်ပြောက်ကလေးများကလည်းထိုင်စပွဲစသည့်တက်ပြောက်ပစ္စည်းအများအပြားရှိနေတယ်။မကောင်းเจ้าဖို့ဆိုသောဇကားအတိုင်းသူတို့စိတ်ထဲတော့မတူးမတန့်အထင်ရှိသည့်အရာများလာရောက်ပို့ထားသည်မှာအစုံလင်ဖြစ်တာကြောင့်စောင်းချနောင်ကောင်းကလည်းပါပါသေးတယ်။ဆရာတော်ကြီးကလည်းလာလူသည်များလက်ခံထားလေတော့တယ်။မြို့ကဧည့်သည်များလာပါကလည်းဆရာကြီးเจ้าအောက်တွင်လာတဲကြတာမို့တက်ပြောက်ပစ္စည်းများနှင့်မကင်းလို့ဖဲအိတ်ကြရလေတော့တယ်။ထိုအခါညဘက်ရောက်ခါမှ ှဂရင်မော်ကတွန့်ချခြင်းဆွဲချခြင်းခြံအောင်အားဆွဲဖြုတ်ခြင်းတောက်တစ်ခေါက်ခေါက်ဖြင့်လမ်းလျှောက်နေခြင်းစသည်ဖြင့်အမျိုးစုံအောင်၆လန့်ခံရပါလေတော့တယ်မနမိုးလင်းတော့ဆရာတော်ကြီးကလာသည်များဧည့်သည်များအားမေးမြန်းကြတဲ့အတိုင်းတကားတို့ညကအဲ့လိုပြောကြရလားကွယ်ထွာခါလက်တိုက်သူများကလှည့်ဖြေနေကြအတိုင်းပဲတညာအလုံးကောင်းကောင်းမအိပ်ရအောင်တရေချောက်ခံရပါတယ်ဗျာထွာခါဆရာတော်ကြီးကဟောမြေတရားဖြင့်ဒီပစ္စည်းဥစ္စာဆွဲလန်းခြင်း အစချီသောတရားများကိုလာသည်မလူကိုတဝေခရအောင်ဟောလီတော်တယ်မိတို့ပင်စိုးစေကမူဖုန်ကြီးချောင်းတွင်တရေချောက်သည်ဟူသောတင်းကလည်းဟိုးလေးတကြောကြောဖြစ်လီတော်တယ်တနည်းတော့အောက်အရက်ကတရေမကြောက်သောဂုံတွေကထိုးရွာသို့ရောက်လာကကာလာသားများနဲ့အလောင်းအစားလုပ်ကြလီတော်တယ်ကျုပ်ကတရေတို့ဘာလို့ဆိုတာတော့အယုံကြည်မရှိဘူးရှိလည်းမယုံဘူးမွေးကလေးကတခါမှတရေလေးမမြင်ဘူးပါဘူးဒါဆိုကျုပ်တို့ရွာထိပ်ကဖုန်ကြီးချောင်းအောက်မှာတွားအိတ်ကြည့်မလားအကယ်လို့မနဲ့မိုးလင်းလို့ဘာမှမဖြစ်ဘူးဆိုရင်တော့ဖုန်ကြီးစီမအေးအေးဆေ ီစီတရားနာလာခဲ့အဲ့ဒါဆိုခမားခိုင်းတာကျုပ်တို့လုတ်ပြီးမယ်ကျုပ်တို့နိုင်ရင်တော့ခမားကခိုင်းတာလုတ်ဟုတ်ပြီလားစိန်လိုက်လေကြိုက်ပြီလိုက်တာပို့လိုက်တော့ဒလုံးနဲ့ဖုန်ကြီးเจ้าကိုရောက်လာကဖုန်ကြီးထံကိုအပ်လိုက်လေတော့တယ်အရှင်ဖေကဒီလူကတရေသစီမယုံဘူးဖေအဲ့ဒါအရှင်ဖေကဖုန်ကြီးเจ้าမှတဲပြီးမနဲ့တရားဟောပါမနဲ့တပည့်တော်တို့လာခေါ်ပါမယ်ဖေရွာသားများကလည်းကုံသေးအားအထားခဲ့ကပြန်သွားကြလေတော့တယ်ဒီတခါလူ့ဘွာစာကုံသေးကြီးကဖုန်ကြီးအားအရှင်ဖေကဖုန်ကြီးเจ้าမှတရေကနေလို့ရလို့လားဖေ ဖျားတရားတန်နေကိုကြားရင် နေမရဘူးဆိုအမျက်ဝေတဲ့အခါမကြွဘူးလားဖျားအဲ့ဒါပဲပေါ်တကားလူတွေဟာတေကန်ဒီဆွဲမိဆွဲရကိုစိတ်ဆွဲလန်းသွားရင်အဲ့ဒီအဆွဲကိုချွတ်ရခက်တယ်အခိုက်တန်အားဖြင့်တော့မကျွတ်မလွတ်ဖြစ်သွားကြတာပဲအချိန်တစ်ခုပြီးရင်တော့ကျွတ်လွတ်သွားတာပေါ့လေကောင်းပြီ တပည့်တော်အဲ့မကြွမလွတ်တဲ့သူတွေကိုတွေ့ရင် အရှင်ဘုရားကျောင်းမှာအလူကြီးလုံးပြီးတာထုခေါ်ခိုင်းမယ်တပည့်တော်ကတော့အယုံကြည်ကိုမရှိဘူးထွက်ကဖုန်းကြီးစိတ်ထဲမနဲ့မိုးလင်းရင်တော့ဒီတကအစွဲကိုချွဖို့တရားအကြီးကျယ်ဟောမယ်လို့စိတ်ကူးထားလိုက်တော့တယ်ကုံတွေကလည်းတယူတန်တစောက်ခန်းသူ့ကိုယ်သူလည်းအထင်ကြီးနေသူဖြစ်တယ်ဖုန်းကြီးကျောင်းတွင်တရေချောက်ခန်းရတာဘာမှမဖြစ်စလဟုထင်သည်အကယ်၍ဘာမှမဖြစ်ပါကသူ့အားရွာသူရွာသားများကတတ်တည်ခဲ့ဟုထင်ကြမည်သူခိုင်းတာလဲလှုပ်ပေးမယ်ဆိုတော့သူတွေးကကျင်းနဲ့နေလေတော့တယ် တရေအကြောင်းတွေကြားထားသည်ကိုလည်းအယုံကြီးကမရှိပေတရေလည်းမတွေ့ဘူးပေထုံးစံအတိုင်းဆရာတော်ကြီးကကျောင်းအောက်ကတက်ပြောက်ကလေးတွေနေရာပေးကတက်ပြောက်ချမ်းအောင်ဆောင်းကောင်းအောင်စသည်ဖြင့်တက်ပြောက်ပစ္စည်းများပေးထားခဲ့လေတော့တယ်ညာဘက်ရောက်တော့ကုန်တယ်လဲအေးအေးလူလူအိတ်လိုက်လေတော့တယ်တဘာဝလေးအေးလေးနဲ့အိတ်ပြော်ကားစားရှိသည်ဟေ့လူထထထဟေ့လူထ ူဟာလူတယောက်ကအတင်းလာလို့တဖြင့်ခြံအောင်မကကြည်လိုက်တော့မျက်နာကဖြူဖွေးဖောရောင်နေကမျက်လုံးကလည်းတပိတ်လောက်ရှိသောတရေတကောင်ကိုမြင်လိုက်ရလေတော့လေထိုအခါတရေမကြောက်တဲ့ဂုံးနဲ့အနှဲငယ်တော့တုံ့လှုပ်သွားကခမည်းကလူလာတရေလာငါကဒီကရင်ပိုင်ရှင်ဒါငါတို့လင်မယားရဲ့မင်္ဂလာဦးကျွန်းကရင်လေးငါကိုယ်တိုင်လှုပ်ထားတာငါအရက်တောက်တာများပြီးသေးတော့ငါမိမကဖုန်ကြီးเจ้าကိုလာပို့ထားတာကွာထိုစကားကြားတော့ဂုံးတယ်လေကြောက်ချမ်းသွားက ဘေးကကုတ်ပြစ်ပေါ်ကိုပြောင်းအိတ်လိုက်လေတော့တယ်မကြခင်ခြံအောင်အားလာရောက်ဆွဲပြန်လေတော့တယ်ဒီတခါကုံတွေကလည်းလန့်လို့တော့တော့ခြံအောင်ကျိုးများကိုဖြုတ်ချနေတော့မိမကြီးတယောက်အားမြင်လိုက်ရပြန်တယ်ထမင်းရေရှာနှင့်သပင်ကလည်းဖွာလန်ချင်းနေတော့တယ်ကုံတွေအားမျက်တော့ညီကြီးဖြစ်ကြည့်ကဒါငါခြံအောင်အသက်ငါသမီးကမြို့ကနေပို့လိုက်တာ ဘယ်သူမှငါချန်အောင်နဲ့အိတ်တာမကြိုက်ဘူး။ထွေခါကုန်းသေးလေထိတ်လန့်သွားကချန်အောင်အားဖြုတ်ပြီးတော့ဘေးကရင်ပေါ်မှာပြစ်တင်ကဒီအတိုင်းအိတ်လိုက်လေတော့တယ်။ဒါပေမဲ့ဘယ်သေးများလာချအောင်မလဲဆိုတဲ့ထိတ်လန့်စွာနဲ့မျိုးလုံးကိုအသေးမိတ်ထားလိုက်လေတော့တယ်။သူ့ချေရင်ကတရှက်ရှက်နဲ့လမ်းလျှောက်နေတဲ့အတန်းကြောင့်သူ့ခြေတော်များလာဆွဲမလားတွေးကချန်အောင်များကိုကြွေးထားလိုက်လေတော့တယ်။တရေမကြောက်ဘူးဆိုပေမဲ့လေတကယ်တမ်းလက်တွေကြုံလာတဲ့အခါမှာတော့အထင်နဲ့အမြင်ကလွဲနေကမလန်စဘူးလန့်နေမိတော့တယ်။အတန်းကြောင့်ဘာသေးဆိုသလိုမျိုးအတန်းဆုံအောင်လေကောင်းကောင်း ိတ်မပြောမိခနဲ့ပြန်အိတ်ပြောမယ်ကြံသေးနှာခေါင်းနဲ့အပုတ်နဲ့နေကရလာတယ်ဘဲကအနံကြီးတယ်လို့တွေးနေတော့မိမိအနောက်မှာရလာကြောင်းနောက်ပြန်လှည့်ကြည့်ပြန်လိုက်တော့ပြစ်ပေါ်သူ့ဘေးနားတွင်လာအိတ်နေတဲ့အယိုးပြိုင်ပြိုင်နဲ့အဖိုးကြီးတယောက်ကတွေ့လိုက်ရကအသေးများအိတ်တော်ကထထိုင်လိုက်မိတယ်ထိုအခါအယိုးပြိုင်ပြိုင်နဲ့ရှိနေတဲ့အဖိုးကြီးကလည်းမြက်တွင်းဟောက်ပတ်ကြီးဖြစ်နေတာကိုတွေ့လိုက်လေတော့တယ်ကုံသေးလဲဘလို့မှစိတ်တင်းထားလို့မရကအော်ဂျင်တော်လဲသူ့စကားနဲ့သူမို့ဗဇက်ကိုစီထားကအတမထွဲပဲကုံအောင်လိုက်လေတော့တယ်တကူလုံးဇောချွေးများထွက် နေကအတော်လေးကြောက်နေရှာလေတော့တယ်လူကလည်းတကယ့်တရေများလက်တွေမြင်ရတဲ့အခါမှာတော့ကရုံကရင်ဖြစ်ခါအပေါ်သွားခြင်းတလူလူအလေးသွားခြင်းတလူလူတွေဖြစ်တာကြောင့်ရိန်သွားရန်ထထိုင်လိုက်လေတော့တယ်ဒါပေမဲ့လည်းစိတ်ကတော့မလုံးမီမိမိပြန်ဝင်ခြင်းတွင်တရေများကတ်နေသည်လို့ထင်ပြီးတော့တယ်ဖုန်ကြီးကြောင့်ခြံကြီးကလည်းအကျဲကြီးဆိုတော့ရိန်ကလည်းခြံတိုင်းတွင် ရှိတယ်ဒါနဲ့ကုံတဲ့ကြီးကလည်းလျှောက်လိုက်ရင်းနဲ့ကြက်တော်တန်ကြားတော့အတက်သွားမိတော့တယ်မကြခင်မိုးလင်းတော့မယ်ဖုန်ကြီးမေးရင်တော့မှင်သေးသေးဖြစ်ဘာမှမသိဟုပြောမိဟုစိတ်ကူးထားလိုက်လေတော့တယ်တရေမကြ ောက်တတ်သောသူ့အကြောင်းကိုကြွားမယ်လို့အားခဲထားလိုက်လေတော့တယ်။ထိုအချိန်တွင်သူ့ရှေ့တွင်လူတယောက်ကတစ်ပင်မော့ကိုမော့ကြည့်ကရက်နေသည်ကိုတွေ့လိုက်ရလေတော့တယ်။သူလည်းအကြောက်ပြေးသွားတယ်။ဖုန်ကြီးကြောင့်သားလားရွာထဲကသူလားဘာလားလို့တွေ့ကအနားကပ်သွားတယ်။ထိုလူအားမေးလိုက်လေတော့တယ်။ဟေ့လူစောစောစီစီဘာလုပ်နေတာလဲ။တစ်ပင်မော့တက်မလို့လား။ထွက်ခါထိုလူကလည်းအတန်အောကြီးဖြစ်ဖြေးလိုက်တယ်။ဟုတ်တယ်ဘယ်လိုတက်ရင်ကောင်းမလဲတွေးနေတာဗျ။ ခမားကလည်းတစ်ပင်ပေါ်တက်တာမြန်အစမ်းလုံးလို့သူစကားမဆုံးခင်တွင်သူ့ရှိမှပင်ထိုလူကတစ်ပင်ပေါ်သို့ဇောက်ထိုးကြီးတက်သွားလေရာသူအလွန်ဆွမ်းအားသွားကနေရာမှာရဲရင်ကြောက်ရွံ့တရုပ်လိုတောင့်တောင့်ကြီးဖြစ်ရက်နေလေတော့တယ်။သေးများလည်းထွက်ကြသွားသည်မှပစိုးတစ်ခုလုံးရွှဲဆူသွားလေတော့တယ်။မနက်မိုးလင်းသောကုန်သည်အာမတွေ့ရတော့ပါ။ရွာသားများလိုက်ရှာတော့လည်းအဆအနာပင်မတွေ့ရတော့။နောက်နှစ်လလောက်နေတော့ပျောက်သွားတဲ့ကုန်သည်ကဖုန်ကြီးချောင်းတွင်အလှကြီးလာလောက်ခါမကြွမလွတ်သူများအာအမျှပေးလေတော့တယ်။ဆရာတော်ကြီးကလည်းဝမ်းမတ်တသားနဲ့ကြိုးဆိုရင်းကုန်သည်နဲ့ ကရွာသူရွာသားများကိုအကြီးအကျယ်တရားဟောလေတော့တယ်။ဒါပေမဲ့နောက်နှစ်လသုံးလတွင်တော့ဖုန်ကြီးဆောင်အောက်တွင်တက်ပြောက်ပစ္စည်းအသစ်များထက်ရောက်လာပြန်တယ်။လူတွေကနေ့တိုင်းမွေးပြီးနေ့တိုင်းတင်နေတာဆိုတော့လေဆရာတော်ကြီးเจ้าတွင်လည်းနေ့တိုင်းတက်ပြောက်ပစ္စည်းများကထတ်တူလာသလိုဆရာတော်ကြီးကလည်းနေ့တိုင်းတရားဟောနေရုံက မလွဲပါဇလန်းလေးကဒီမှာတင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်